ဟုတ်ပြီဒီစာရည်ကြီးတယ်ပေါ့နော်ကျွန်တော်စာအုပ်တွေထွက်လာတယ်။ဟိုသစင်းတွေရေးတဲ့အခွေတွေထွက်လာတယ်ပေါ့နော်။မထွက်ဖင်အချိန်နဲ့ထွက်ပြီးအချိန်ရဲ့ကြားတဲ့တခုပေါ့။အဲ့ကြားတဲ့တခုမှာကစူးစမ်းအားထုတ်မှုကလွဲလို့ကျွန်တော်မရှိခဲ့ဘူးကျွန်တော်။စဉ်းစားခြင်းမရှိဘူး။စဉ်းစားခြင်းမရှိဘူးဆိုတော့ဒီကောင် Nelbane ပေါ့နော်ရိုးဆိုတဲ့ကောင်လုံးချင်ရလုံးနေတာပဲဆို။ကျွန်တော်စဉ်းစားခြင်းမရှိဘူးဆိုတော့ဥစား feedback ကိုစဉ်းစားခြင်းမရှိတာ။အော်။ဒါပေမဲ့ဒီအရွယ်အခု လက်ရှိအခြေအနေအသက်အရွယ်အားဖြင့်ပေါ့နော်ရောက်လာပြီဆိုတဲ့အချိန်ကျတော့အဲ့ဒီ feedback နဲ့တက်ရောက်သွားတယ်ဆိုတဲ့ကိစ္စတောင်းအကြီးကိုမှရှိရေပေါ့။အော်ဘလို့စပြီးတော့လုံးဖြစ်ခဲ့လဲဆိုတော့ရိုးချက်ဆိုတာပြောရမယ်ဆိုတော့ကျတခြားလူများအားလုံးရဲ့နီးတူပါပဲ။ကျွန်တော်ဒီဝါသနာပါတယ်ဒီဥစ္စာကိုကျွန်တော်ပညာရေးကတပိုင်းကျွန်တော်ဒီ IT သမားတစ်ယောက်ပါ။ engineer တွေကနေစပြီး IT သမားတယောက်ဖြစ်ခဲ့တယ်ဒါပေမဲ့ art ဘက်ကိုကျွန်တော်ရောက်တယ်ကျွန်တော်ဝါသနာပါတော့ယုံကြည်ပါရက်တည်တယ် ယုံကြည်ရမှာယုံကြည်စွာယက်တည်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီယုံကြည်စွာကိုဖန်တီးတဲ့ကိစ္စတွေကိုဖန်ပြီးတယ်။ဖန်ပြီးတော့ဟိုမစင်စားဘူးဆိုရက်ကအခုနာပေါ့နော်။ကျွန်တော်ဖန်ပြီးကစားတော့မစင်စားဘူး။မစင်စားလို့ကျွန်တော်အကြီးအကျယ်လွဲခဲ့တဲ့ဥစ္စာနောက်ပိုင်းမှာကျွန်တော်ပြောပြအောင်မယ်။အခွေတကွေနဲ့ပတ်သက်တဲ့အကြောင်းအဲ့ဒါထားပါတော့အခုအခုမေးကုန်းကိုအနေချုပ်ပြီးဖြေရမယ်ဆိုရင်စာစာရေးတယ်ဆိုတော့တွန်းအားနဲ့ရေးတာဗျ။ဟုတ်။ရေးတယ်လို့ရေးတာ။ဟုတ်။ဟိုလူတော်ရေးနိုင်သေးတာပဲငါလည်းရေးလို့ရတယ်ဆိုတော့စိတ်လည်းမကြည့်ဘူး။ ဟိုလူလူမျိုးငါရအောင်ရေးလိုက်မယ်ဆိုတဲ့စိတ်လည်းမရှိဘူးကိုယ်မှရှိနေတဲ့ဥစ္စာကိုယ်ကိုရေးရှင်လို့ရေးတာကိုရေးရှင်လို့ရေးတဲ့နောက်ပိုင်းမှာတော့တာဝန်ကြီးလာတဲ့ကိစ္စတွေရှိတာတော့ဒါပေါ့